အပိုင်းလေးဆက်မှာတော့လူတယောက်ပင်လယ်ဓမြစင်းရင်းနဲ့ရှင်းဖယောက်သွားလဲလို့အော်ဟစ်နေခဲ့ပါတယ်။တဖက်မှာလည်းနောက်ထပ်ကြီးစားလူသက်သမားတွေဖြစ်တဲ့ OB Guru နဲ့ Boy ကကစားကွင်းထဲကိုရောက်နေခဲ့ပါပြီ။ OB Guru ကလူများတဲ့နေရာတွေကိုဘုံချဖူးလို့ပြောလိုက်ခါသူမကအလုပ်ကိုမြင်မြန်လက်ဆတ်ပြီးပြန်မှုပြောလိုက်ပေမဲ့ boy ကစကားကိုပေါ်ပေါ်တန်တန်ပြောဖို့ပြောလိုက်ပါတယ်။ဒါပြင် boy ကစာကာမိုတိုကိုသူ့ရဲ့နီးလန်းနဲ့ပဲတတ်မယ်လို့ပြောတော့ OB Guru ကဆရာကြီးပုံစံလာမလို့ဖို့ပြောပါတယ်။ အဲ့ဒီချိန်ရုတ်တရက်ဘွိုင်းကထောက်လိုက်တာကြောင့် OVGRO ကဘာဖြစ်တာလဲလို့မေးလိုက်ချိန်ဘွိုင်းကအောက်မှာတွားနေတဲ့ PS လေးတွေကိုပြလိုက်ပါတယ်။ဒါအပြင်သူကဒီနေ့တော့ဆာကာမူတိုရဲ့အသက်ပြင်တခြားမလို့တဲ့အသက်တွေကိုမြူဘူးလို့ပြောလိုက်ပြီး PS လေးတွေကိုမနှဲမိအောင်ဂယူဆိုက်ဖို့ပြောလိုက်ပါတယ်။တစ်ဖက်မှာတော့လူကရှင်းရင်းစိတ်ကိုဖြည့်ပေးဖို့အတွက်ဖြည့်စေးကိုမျိုးလုံးနဲ့ထဲဖို့စူးစမ်းနေခဲ့ပါတယ်။ Roller Coaster ဘောတော့မကြောက်မလန့်ခုံချသွားခဲ့ပေမဲ့ဆေးထက်တာလေးကိုအသေးအတန်ဖြစ်နေတဲ့ရှင်းကြောင့်လူကစိတ်တုန်နေခဲ့ပါတယ်။ တဖက်မှာတော့သူတို့ကလူသမားတက်စုကိုဖမ်းလိုက်ပြီးစာကာမူတိုကတက်စုကိုဘယ်သူခိုင်းလာလဲလို့မေးလိုက်ပါတယ်။ဒါပေမဲ့ဘာအပြန်ပြောတာကြောင့်လူကသူ့ရဲ့နားကိုသွားပြီးတက်စုရဲ့ဓာတ်အယူကသူ့ကိုထိုးလိုက်ပါတယ်။အရင်နောက်လူကဖြည့်စည်းကိုဇက်ချင်းသွန်ချနေလိုက်ပြီးဘယ်သူခိုင်းလဲဆိုတာကိုဖြည့်စည်းမကောင်ကြီးမမြန်ပြောကိုပြောလိုက်ပါတယ်။အဲ့ဒီချိန်ရှင်းရတော့သူ့ရဲ့မျက်စိတစ်ဖက်ကူးရအောင်မယ်လို့ထောက်အောင်နေခဲ့ပါတယ်။တဖက်မှာတော့တက်စုကတပ်ပြင်းတစ်ချက်ကိုချလိုက်ပြီးဒေါ်ရန်ခိုင်းကကုမ္ပဏီကငှားခဲ့ရလို့ပြောပြပါတယ်။ ဒီကုမ္ပဏီကမကောင်းတာမှန်များကိုတောင်းယူလှုပ်ဆောင်ပြနေတဲ့ကုမ္ပဏီလို့တက်စုကပြောလိုက်တော့ရှင်းကတေဖို့ဆုံးဖြတ်ထားလို့သာပဲအတော်လေးကိုအိတ်သွန်ဖားမောက်ပြောပြနေပါလားလို့ဝင်ပြောလိုက်ပါတယ်။ဒါကိုကျတော့တက်စုကတစ်ချက်ရင်မောလိုက်ပြီးသူ့အနေနဲ့မတည်ကျင်သေးလို့လေလို့ပြောပြီးဒါလည်းသူ့အတွက်အချိန်မိုင်းလို့ပုံစံမျိုးဖြစ်တာကြောင့်ကုမ္ပဏီကိုသက်ဆက်ခံရမျိုးမရှိဘူးလို့ပြောပြလိုက်ပါတယ်။သူ့ရဲ့စကားကိုကျတော့ရှင်းကတက်စုကိုမင်းက JAA လားလို့မေးလိုက်ပါတယ်။လူကတော့နားမနေဖြစ်သွားပြီး JAA ကဘာလဲလို့ရှင်းကိုမေးလိုက်ပါတယ်။ ဒါကြောင့်ရှင်က JA ကပရိုလူတတ်မားရီနဲ့ဖွဲ့စည်းကြတဲ့လူတတ်မားစီယုံတစ်ခုပဲလို့ပြောပြလိုက်ပြီးသူမှလည်းကတ်တစ်ခုရှိရလို့ပြောပြကပြသလိုက်ပါတယ်လူကဒါအယူကြည့်ပြီးဒါကကားမောင်းလဲဆင်မဲလို့ပြောပြီးသူကရှင်ကိုနင်းကဓာတ်ပုံမစားဘူးပဲလို့ဝေဖန်နေခဲ့ပါတယ်အဲ့ဒီချိန်ဟာနာတို့ကရောက်လာပြီးဘိုက်ဆာနေပြီလို့ပြောလိုက်ပါတယ်အရင်နောက်ဟာနာကတက်စုကိုမြင်သွားကမှတ်မိသွားပြီးပြပွဲကလူကြီးကဒီမှာဘာလုပ်နေရလဲလို့မေးတော့ရှင်ကဇဝင်ငန်းကိုပြန်လေ့ကျင့်နေရလို့ညာပြောပြီးထွက်သွားဖို့လုပ်ပါတယ်မတော်ခင်ရှင်ကတက်စုကိုကြိုးဖြည့်ပြလိုက်ပြီး ဂျာနယ်ကိစ္စတွေကိုသူတို့ဘာသာဖြေရှင်းမယ်လို့ပြောလိုက်တာကြောင့်တက်စုကအံ့ဩသွားပြီးတပ်ဖူးလားလို့မိလိုက်ပါတယ်။ဒါကိုကျတော့ရှင်းကခေါင်းညှိပြလိုက်ပြီးဒီနေ့သူတို့လာတာကကစားဝင်းမှာပျော်ဖို့ပဲလို့ပြောလိုက်ပါတယ်။အဲ့ဒီချိန်ရှင်းကထွက်သွားတော့ဟာနာကတက်စုစီပြေးလာပြီးဒီနေ့တော့အရမ်းမိုက်တယ်လို့ဆိုကရှူကပုံပါတဲ့ပလတ်စတာခုကိုကပ်ပေးခဲ့ပါတယ်။သူတို့အားလုံးထွက်သွားပြီးမှတော့တက်စုကထလာပြီးထူးဆန်းတဲ့လူတွေပဲလို့ရေယူပြီးသူကစာကာမိုတိုတို့ကိုမတက်ချင်တော့ပါဘူး။ဒါကြောင့်တက်စုကရိုလာကိုစတာကိုနောက်ထပ်စီးပြီးပြန်တော့မယ်လို့ဆုံးဖြတ်ခဲ့ပါတယ်။ အဲ့ဒီချိန်ရှင်းကတော့ဆေးရှင်ကြောင့်လူရဲစိတ်ကုန်ဖတ်နိုင်တော့ပါဘူး။ဒါကိုကြောတော့လူကရန်သူတွေကိုမခွန်းနိုင်တော့ဘူးဆိုတာသိသွားခဲ့ပြီးစာကာမူတိုကိုပြန်မှုပြောလိုက်ပါတယ်။သုံးအသားခေါင်းရဆန်တိုးတိတ်လုံနေချိန်အောက်ဟရောက်လာပြီးရှင်တို့ကိုကြည့်ရတာတခုခုကိုဖုံးဝှက်ထားတယ်လို့ပဲလို့ပြောလိုက်တော့စာကာမူတိုတို့ကလန့်သွားပါတယ်။တဖက်မှာတော့တက်ဆုကတန်းစင်ကန်းဝင်နေချိန်ဘွိုင်းကရောက်လာပြီးအိုဘီဂူရိုကလည်းတက်ဆုရဲ့အပေါ်ကနေဖိထိုင်လာခဲ့ပါတယ်။အဲ့ဒီချိန်ဘွိုင်းကရုတ်တရက်ထောက်ပြန်လာကြောင်းအိုဘီဂူရိုကလန့်သွားချိန်ဘွိုင်းကမိန်ကလေးဖြစ်ပြီးပေါင်ကားထိုင်နေဖို့ပြောလိုက်ပါတယ်။ ။ OV Guru ကအဲ့အခါမှာသူမကိုသူမသတိထားမိသွားပြီးပေါင်ကိုချက်ချင်းပြန်စိတ်ထားလိုက်ပါတယ်။ဒက်ဆူကတော့ဘွားတို့ကိုဘာလို့တော်လိုက်လို့မီးတော့ OV Guru ကသူတို့ကမင်းတို့ကိုလာကူညာလေးလို့ပြောပြီးဒီအတွက်ကျေးဇူးတင်လိုက်လို့ပြောလိုက်ပါတယ်။ဘွားကတော့ဆာကာမိုတိုအကြောင်းစဉ်းစားမိလိုက်တာနဲ့သူ့ရဲ့ပါကဒန်ယာကနာလာတယ်လို့ပြောတော့အိုဘီဂူရိုကဒီဒန်ယာကဆာကာမိုတိုကြောင့်လားလို့မေးလိုက်ပါတယ်။ဒါပေမဲ့ဘွားကတော့မှုတ်ဖူးလို့ပြောလိုက်ပြီးဒါကခလုတ်တိုက်လေးရတာလို့ပြောလိုက်ပေမဲ့အိုဘီဂူရိုကမြုံကြည့်ခဲ့ပါဘူး။ တက်စုကတော့စကားမျောနေတဲ့ဘွားတို့ကိုကြည့်ပြီးသူတို့နှစ်ယောက်ကကြောင်တောင်အောင်ဆိုပေမဲ့နှစ်ယောက်ထန်းနဲ့လူညားကျော်လောက်ကိုတတ်ပြစ်ခဲ့တဲ့ဇိုးရီဆိုတာသိနေခဲ့တာကြောင့်စကောင်မတို့ကတော့တေးရီပဲလို့တွေးနေခဲ့ပါတယ်။တဖက်မှာတော့ရှင်ကအာအိုရဲ့အမေကိုမှုတ်ပါဦးလို့ပြောလိုက်ချင်းဟာနာကလည်းကစားဝင်းကိုမကြိုက်လို့လားလို့ပြောပါတယ်။ဟာနာရဲ့ငုံမဲမဲဖြစ်လာတဲ့မျက်နှာကြောင့်ရှင်ကပြာတလဲလဲညင်းလိုက်ပြီးအဲ့လိုမှုတ်ပါဦးလို့ပြောလိုက်ခါအယံပြောင်းနေကြောင်းပြောပြပါတယ်။ဒါအပြင်လူကလည်းရှင်းကအရန်ပြောင်းနေရလို့ဝင်ပြောတော့အောက်ရဲ့တန်တရားတွေကပြေးသွားပြီးဒါဆိုရင်သူမတို့တွားခြင်းရဲ့နေရာကိုထပ်သွားလို့ရလားလို့မေးလိုက်ပါတယ် အောင်ရဲ့အမေကိုရှင်းတော့ကချက်ချင်းပဲခေါင်းငိမ့်ပြလိုက်ပြီးနောက်မှာတော့သူတို့ကနောက်ထပ်ကစားကြာရီကိုအတူလိုက်ဆော်ပေးခဲ့ရပါတယ်။ရဟတ်တွေအထိပါအတူလိုက်စီးပေးခဲ့ပြီးနောက်မှာတော့ဘာအနေမှမရှိအောင်သုံးအောင်လုံးစိတ်အေးနေခဲ့ပြီးနေရာနေထားကလည်းရှင်းလင်းနေခဲ့ပါတယ်။ဒါပေမဲ့သူတို့ဝမ်းသာလို့မဆုံးသေးခင်မှာပဲအောင်ကသူတို့ကိုတရိုင်းနေဝင်သွားဖို့ခေါ်လိုက်တာကြောင့်သုံးအောင်လုံးမျက်လုံးပြူးနေခဲ့ပါပြီ။ဘောလဲဆိုတော့ဒီနေရာကလောက်ချံမှုအတွက်အကောင်းဆုံးနေရာဖြစ်လို့ပါ။အရင်တော့သူတို့ကအထဲကိုဝင်လာချင်းသွေးစွန်းနေတဲ့နတ်စမဝတ်စုံနဲ့ကောင်မလေးကသူတို့ကိုသူတို့ကိုအထဲကိုခေါ်သွားပေးခဲ့ပါတယ် အဲ့ဒီချိန်လူကတော့ကြောက်လန့်နေခဲ့ပြီးစိုင်းရင်စေးပေးလို့ဆိုကပလင်းတစ်ခုတည်းကရေရီကိုမော့နေခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့သူတို့ကရှောက်သွားကြည့်ပြီးအတွင်းပိုင်းပြင်ဆင်တွေကအရန်ကိုပြင်နေတာပဲလို့မှတ်ချက်ချလိုက်ပါတယ်။တစ်ဖက်မှာလည်းဘွားတို့ကဒါအောင်စောင့်ကြည့်နေခဲ့ပါတယ်။ခနာကြာမှာတော့လူသမားဖုတ်ကောင်တွေနဲ့ဝင်လာပြီးစာကာမတိုတို့ကိုတိုက်ခတ်လိုက်ပေမဲ့စာကာမတိုကတော့ကြောက်လန့်နေတဲ့ပုံစံဖန်ထားလိုက်ပြီးသူ့ရဲ့မိန်းမသတိမထားမိခင်မှာပဲတိုက်ခတ်ပစ်လိုက်ပါတယ်။ဒါကိုသတိထားမိလိုက်တဲ့ရှင်ကတော့သဘောကျနေချင်းစာကာမတိုကရှင်ကိုကတ်ခုလာပေးခဲ့ပါတယ် ကဲကိုကြည့်လိုက်တော့လူသားသမားအဖွဲ့စည်းကဆိုတာကိုရှင်းရသိသွားခဲ့ပါတယ်။အပေါ်ဘက်မှာလည်းဘွားရုကဒါကိုစောင့်ကြည့်ကင်မရာကနေစောင့်ကြည့်နေခဲ့ပါတယ်။အိုဗီဂူရူကတော့ယွန်းနေမလိုက်အောင်တွက်လက်နေတဲ့ဆာကာမူတိုရဲ့တိုက်ခိုက်မှုတွေကိုကြည့်ပြီးသူမကဆာကာမူတိုရဲ့တကယ်တိုက်ခိုက်တဲ့ပုံစံကိုကြည့်နေပြီလို့ပြောလိုက်ပါတယ်။အဲဒီချိန်ဘွားကဆာကာမူတိုကိုသူတတ်မှာလို့ပြောတာကြောင့်အိုဗီဂူရူကလည်းလက်ခံလိုက်ပါတယ်။ဒါအပြင်အိုဗီဂူရူကဘွားကိုဆာကာမူတိုကငငင်းရလို့မေးလိုက်တော့ဘွားကလုံးဝမဟုတ်ဘူးလို့ပြန်ပြောလိုက်ပါတယ်။ အဲဒီတော့ကဖွဲ့စည်းမှဘွဲကစာကာမိုတိုကိုသွားတွေ့ပြီးမင်းကငါငချင်းတယောက်ကိုစော်လိုက်တယ်လို့သွားပြောခဲ့ပါတယ်။ဒါပေမဲ့သူကလက်တောင်းပြင်နေတာမဟုတ်ပဲစာကာမိုတိုရဲ့စွန့်ရင်ကိုပဲသိနေတာပါ။နောက်တော့ဘွဲကစာကာမိုတိုကသူနဲ့တူရဲလို့ခံစားခဲ့ရပြီးနောက်ပိုင်းနေမှာပို့ပြီးတွဲလာဖြစ်ခဲ့ပါတယ်။တရချစ်သူများနေကိုရောက်တော့ဘွားကစာကာမိုတိုကိုဒီနေ့ကသူများတွေအတွက်ချောကလက်တွေရပါမယ်။သူတို့ကတော့ချောကလက်ဆိုရဲရာနဲ့လုံးဝမဆိုင်တဲ့လူတွေပဲလို့ပြောခဲ့ပါတယ်။ ဒါပေမဲ့သူထင်သားလို့မဟုတ်ဘဲချောကလက်နဲ့တက်ဆိုင်တာကသူတယောက်တည်းဖြစ်ပြီးစာကာမူတိုကိုချောကလက်ပေးဖို့သူတွေကရှိနေခဲ့ပါတယ်။ဒါအပြင်စာကာမူတိုရဲ့တက်တာတွေထဲမှာထိချောကလက်တွေကရှိနေပြီးတစ်ဖက်မှာလည်းနာဂူမိုကတွန်းလန်းနဲ့ပါတိုက်ပြီးယူလာပေးခဲ့ပါတယ်။အဲ့ဒီချိန်နာဂူမိုကဘွားအောင်မြင်တော့ဘယ်သူပြောလို့မေးတဲ့ချိန်စာကာမူတိုကမသိဘူးလို့ပြောလိုက်ပါတယ်။ဒါပေမဲ့စာကာမူတိုကဘွားကိုချောကလက်စားခြင်းယူစားဖို့ပြောလိုက်ကထွက်သွားခဲ့ပါတယ်။ဒီဖြစ်ကဘွားကိုစိတ်တူစီခဲ့ပြီးဒါအောင်နားထောင်နေတဲ့ OB ဂူရိုကတော့ဒါကဘွားကတစ်ဖက်သက်ခံစားနေရဆိုတာသဘောပေါက်သွားပါတယ် အဲ့ဒီချိန်တင်းအိမ်ထဲမှာတော့ဆကောင်မတိုးတို့ကဖုတ်ကောင်ရောင်ဆောင်လာတဲ့လူတမားတွေကိုရှင်းလင်းနေခဲ့ပါတယ်။ဟာနာကဒါတော့မသိပဲသူမကပျော်နေခဲ့ပြီးနောက်ထပ်ဘယ်လိုဖုတ်ကောင်တွေကလာအောင်လဲဆိုတာကိုသိချင်နေခဲ့ပါတယ်။ဟာနာရဲ့သတိကောင်းမွန်ကိုရှင်းရချီးကျူးနေခဲ့ပြီးတစ်ချိန်လုံးသူ့လက်မောင်းကိုဖတ်ခါလိုက်လာတဲ့လူကိုကြည့်ပြီးမင်းလိုမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။ဒါကိုကြောင်မခံရင်လိုက်ဖြစ်သွားတဲ့လူကသူမလက်ထဲကပလင်းုံထပ်မောလိုက်ပြီးအခွန်ကိုရှင်းုံပစ်ပေးလိုက်ပါတယ်။ဒါကြောင့်ရှင်းကလူတစ်ချိန်လုံးတောက်နေရတွေကဘာလဲလို့မေးလိုက်ပြီးပလင်းုံနန်းကြီးတော့မှလူတောက်နေရတွေကစိတ်ညစ်စိမ့်မဟုတ်ပဲရက်တွေဖြစ်နေခဲ့ပါတယ်။ ခဏကြာမှတော့သူတို့ကရှောက်လာရင်တရုံလုံးထုနေတဲ့တကောင်အမြင်တော့လူကမူးမူးလေးနဲ့ပဲဘာမှစဉ်းစားပဲဆွဲဖွင့်လိုက်ပါတယ်။ဒါကြောင့်ရှင်ရလန်သွားပြီးအထဲမှာတော့ဖုတ်ကောင်ရောင်ဆောင်လူသက်သမားတွေကအများကြီးရှိနေခဲ့ပါတယ်။အရင်နောက်မှာတော့လူရဲ့ကောင်းမှုနဲ့တူသူတို့ကလူသက်သမားတွေအများကြီးကိုရင်ဆိုင်ခဲ့ရပြီးစာကာမူတိုကိုတော့ဘွားကတိုက်ခိုက်ပြီးတစ်ဖက်ကိုခေါ်သွားခဲ့ပါတယ်။စာကာမူတိုသတိရလာတော့သူကဘွားကိုသူ့ရဲ့မိသားစုကဘယ်မှာလဲလို့မေးလိုက်ပါတယ်။တစ်ဖက်မှာတော့ရှင်ကသတိလက်နေတဲ့အောက်အုပ်ကိုတွေ့တော့စိတ်ရေးသွားခဲ့ပေမဲ့အိုဘီဂရူကရောက်လာပါတယ်။ ါပေမဲ့သူမကိုလူကဘာပြောညာပြောနေကန်ပြလိုက်တာကြောင့် OB ဂရူကစိတ်ဝင်စားသွားခဲ့ပါတယ်။အဲ့ဒီချိန်ပွဲရလေသူ့ကိုဆာကာမူတိုကမှတ်မိဘူးလို့ပြောတာကြောင့်သူကစိတ်တူနေခဲ့ပြီးသူ့ရဲ့ပေါက်ကွဲစေတဲ့လက်နက်နဲ့ဆာကာမူတိုကိုတိုက်ခတ်ခဲ့ပါတယ်။တဖက်မှာတော့ OB ဂရူကပုံပြီးစိတ်ဝင်စားစရာကောင်းအောင်လုပ်ချင်တယ်လို့ပြောလိုက်ပြီးသူမကရှင်းကိုဖမ်းတာကလူကိုသူမကိုထိအောင်တိုက်ခတ်ခိုင်းပါတယ်။ဒါ့ကိုကြောတော့မူးနေတဲ့လူကအုံငုံနေလို့အားလုံးကကြောင်သွားခဲ့ပါတယ်။ တဖက်မှာလဲဆာကာမူတို့ကသူ့ကိုတိုက်ခတ်နေတဲ့ဘွားရောသတိရသွားပြီး သူကပြန်ထလာကအခုတကယ်တိုက်တော့မယ်လို့ပြောလိုက်ပြီးဇလန်းလေးကတခမ်းရတော့ခဲ့ပါတယ်